ရေပြုံမြို့နယ်နဘူးလေဒေသဒိုအတူစစ်ပွားရေးစုအိန္ဒိယထဲကဘင်းနီရွာသားတအူအသက်ခံရတာနဲ့ပတ်သက်ပြီးဒေသကောက်ွယ်ရင်တပ်ဖွဲ့ဝင်အူကိုခြားဒေသကောက်ွယ်ရင်တပ်ဖွဲ့အခုကဖမ်းဆီးထိသိမ်းထားတယ်လို့ဒေသခံတွေစီကတီးရပါတယ်။အသက်ခံရသူဟာအသက်50နှစ်အရွယ်ဦးအေးစိုးခေါ်ဦးကျော်သူရဖြစ်တယ်လို့တိတ်ဆုံးသူမိသားစုနဲ့နှိဆက်သူတွေကပြောပါတယ်။မေလ7ရက်ညပိုင်းကဦးအေးစိုးဦးရင် channel မှာရှိနေချိန်ပျောက်ဆုံးသွားခဲ့တာပါ။ မေလ25ရက်နေ့မှာတော့ဦးအေးစိုးရဲ့ရုံလောင်းမြင့်မြုပ်ထားတဲ့နေရာကိုရှာတွေ့လို့ကုသွင်းတကြိုခဲတယ်လို့မိသားစုနဲ့နှိဆက်သူတွေကပြောပါတယ်။ဦးအေးစိုးမပြောင်းဆုံးပြီးရစ်သက်တစ်ပတ်အလိုမှာမူတူးရွာလမ်းပိုင်းပြင်းနေရွာကဘုံကြီးတစ်ပါးနဲ့အတူကားနဲ့လာချိန်ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒိုဝဲခရဲအမတ်တတရင်နဲ့အုပ်အုပ်အဖွဲ့ခေါ်အေးစီဒိုဒေသကာကွယ်ရေးတပ်ဖွဲ့တို့ပါတဲ့တပ်ဖွဲ့ဝင်တွေကကားကိုသိမ်းခဲတယ်လို့ဆိုပါတယ်။ဒါကြောင့်ဒိုဝဲဝက်ကဒိုဝဲခရဲအမတ်တတရင်တာဝန်ရှိသူကိုအတီးပြုတ်မေးမြန်းရမှာတော့ ကားကိုတိန်းထားတာမှန်ပြီးဥိဆိုအသက်ခံရတာကတော့သူတို့အဖွဲ့နဲ့မသက်ဆိုင်ဘူးလို့ဆိုပါတယ်လရှိမှာတော့ UA ဆိုကိုဖန်စီတက်ပြက်မြေမြုပ်လောင်းဖြောင်ခဲ့တဲ့ Azero တက်ဖွဲ့ဦးဆောင်သူအုံအောင်အပအဝင်းနှစ်ဦးကိုဒေတာတွင်တော်လိုင်းရင်တက်ဖွဲ့တွေဖြစ်တဲ့ဘာထူးတက်ဖွဲ့နဲ့ဘိုးတော်အဖွဲ့ကဖန်စီထားတယ်လို့ဒေတာခန့်တွေနဲ့တော်လိုင်းရင်အာစုတချို့စီကတရားပါတယ်။ဖန်ထားတဲ့ Azero အဖွဲ့ရဲဘော်ဦးနဲ့ပတ်သက်ပြီးဘာထူးတက်မတော်ပြန်ကြားရေးတာဝန်ရှိသူကိုထက်မြက်စီဒူဝတ်ကဖုံးဆက်မေးမြန်းရမှာတော့ ဖြေချနိုင်တာမရှိဘူးလို့ပဲတုံ့ပြန်ခဲ့ပါတယ်။ဦးအေးစိုးကွယ်တော်ချိန်မှာဇနီးဖြစ်သူနဲ့အသက်16နှစ်မပြည့်သေးတဲ့ကလေးနှစ်ဦးအပါအဝင်တာသမီ၈ဦးကြံခဲ့တယ်လို့မိသားစုနဲ့နှိဆက်သူတွေစီကတရားပါတယ်။